အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကတောင်းပီလာပါတယ်ဘွနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တီကြရတဲ့အတိုင်းပဲဒီတစ်ပတ်ဒီတစ်ခေါက်မှာဒါ Chelsea နဲ့ဒါကျွန်တော် Bayern Munich တို့ဒါကျွန်တော်တို့ တမိုင်းတစ်ပတ်ပြန်လဲပြီးတော့တွေ့ကြတာပေါ့နော်ဒီဒီနှစ်သိန်းမတွေ့ခဲ့တာဒါကျွန်တော်တို့ Chelsea တို့ဒါကျွန်တော်တို့အာ2020တုန်းကကလေးကပြောကြတယ်ကျွန်တော်အာနာတော့မသိသေးဘူးပေါ့နော်အဲ့တော့ Chelsea နဲ့ Bayern တို့ပါကတွေ့ခဲ့ပါတယ်တွေ့ရင်လည်းကျွန်တော်အမှတ်တရမများစွာပဲတွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ Chelsea ကတော့ Bayern ကိုဒါကျွန်တော်2012ခုနှစ်ဒါကျွန်တော်မှတ်မှတ်ရရ ချန်ပီယံလိဖိုင်နယ်ပြီးကြတဲ့ကတော့အခုချိန်ထိဒါကျွန်တော်တို့တပွဲမှာမနိုင်သေးဘူးလို့ပြောရမယ်တဲ့မှာပဲပါပါတယ်အဲ့တော့ဒါမှမဲရတာကျွန်တော်အဲ့ဒီပွဲစဉ်မှာချန်ပီယံလိမှာဒါကျွန်တော်တို့နောက်ဆုံးမူမဲ့ဒါကျွန်တော်တို့ပနတီတွင်ကိုနဲ့ဒူဒါပနတီနဲ့နိုင်ငယ်ပနတီဆုံးဖြတ်မှာနိုင်ငယ်ပြီးရတာမှာချက်စီတင်နေတဲ့ကျွန်တော်မှတ်မဲရ2020မှာဒါကျွန်တော်နှစ်ချိန်တွေ့ရနှစ်ချိန်လုံးမှာချက်စီတင်နေနှစ်ကြော့ပေါင်း9ခုတကူတူရဲရလန်ရှုံးနေခဲ့တယ်အဲ့တော့ဘိုင်ယန်မြူနစ်ကတော့ချက်စီတင်မှာမဟုတ်ပါဘူးဒါကျွန်တော်တို့လက်ရှိမှာလန်ဒန်တင်နေဆိုရင်ဒါကျွန်တော်အသေးအသေးတက်ဆောက်ခြင်းရှိပါတယ်စပါးတင်ရနှစ်ကြော့ပေါင်း8ခု2ခုလားမသိဘူးအာဆနယ်တင်ဆို10ခုလားမသိဘူးရှိတယ်ပေါ့အဲ့တော့လန်ဒန်တင် င်းနဲ့တွေ့ပြီဆိုရင်ဘိုင်ယန်မြူးနစ်ကတော်တော်လေးကိုခြေစွာတက်တာတွေ့ရမယ်။ချက်စီတင်းနဲ့လက်ရှိမှာဘိုင်ယန်မြူးနစ်အသင်းကိုတော့ဒါကျွန်တော်တို့အာ2012ကမ္ဘာပွဲပေါ်ကျွန်တော်တို့ဒါ sorry အာချန်ပီယံလိဖိုင်နယ်ပြီးကြတဲ့ကတပွဲမှာမနိုင်သေးတော့တွေ့တော့ဒီတစ်ခေါက်မှာဒါကျွန်တော်တို့ဘိုင်ယန်မြူးနစ်နဲ့ချက်စီတို့သမိုင်းတစ်ပတ်ပြန်လည်လာပြီးပြည့်မယ်။ဒီပွဲစဉ်ကဒါမြန်မာဆန်တော်ချင်းတနအိခွဲမှာဒါလစ်ဗာပူးနဲ့အက်တလက်တီကိုမက်ဒရစ်တို့နဲ့တစ်ချိန်နဲ့တပြောသွားအဲ့တော့အာဒီနေ့ပေါ်မှာပြောသွားမှာဆိုတာကျွန်တော်အဓိကတော့ဒါဘိုင်မြူးနစ်နဲ့ချက်စီပဲပြောသွားမှာဒါကျွန်တော်တို့ PSG နဲ့အတ္တနာနဲ့တိတ်ပြီးပြောစရာမလိုဘူးလို့ကျွန်တော်တော့ကမြင်တယ်ပေါ့နော်ထားပါ အဲ့တော့ Bayern Munich ရဲ့လက်ရှိခြေစွမ်းဘယ်လိုပြောမလဲ Bayern Munich တင်နေတာ company ရဲ့လောက်မှာဒီနှစ်မှာလည်းဆက်လက်ပြီးတော့ thrive ဖြစ်နေတာကိုတွေ့ရမှာဒီမှာ Bayern လက်ရှိမှာ goal ပြတ်တွေကိုတွင်းထားခဲ့ပြီးတော့လမ်းပြန်ထွက်နေတဲ့ဒါကျွန်တော်ခြေစွမ်းတွေကိုတွေ့ထားခဲ့ရမှာတော်မှာပါအဲ့တော့လက်ရှိမှာမနေ့ပြောဆို Bayern Munich တင်နေ cancel ပိုင်းကောင်းကျင်တဲ့ချိန်ကောင်းတယ်မကောင်းကျင်တဲ့ချိန်မကောင်းတာကိုတွေ့ရမယ်တစ်ဖက်က Chelsea ကလည်းဒါကျွန်တော်တို့ Enzo Moresca ရဲ့ဒါထုံးစံတစ်ခုလိုပဲဒါတည်ငြိမ်လာပြီဆိုရင်ကြက်လေးတွေထထပြီးဖောက်တက်တဲ့စောင့်ကျင်ရှိတော့ဆိုတော့ဆက်လက်ပြီးတွေ့ခဲ့ရအဲ့တော့နှစ်သင်းလုံးရဲ့ဒီပြတွေကတော့လက်ရှိမှာဒါ Bayern Munich တင်ကနိုင်ထားခဲ့ပြီမြဲတချို့ movement တွေမှာ Haag ကနေဟင်ကနေဖြစ်ခဲ့တဲ့ movement တွေရှိလို့တစ်ဖက်က Chelsea တင်းကလည်းဒါလုံးဝ90လို့အပိုင်တွက်ထားကမှဒါကျွန်တော်တို့အမြဲတမ်းခံနေရတဲ့ movement တွေရှိအဲ့တော့ Chelsea တင်းကတော့ကျွန်တော် Chelsea တင်းက Bayern Munich တင်းကလက်ရှိမှာဒါသူတို့ရာသီအစကတည်းကအခုချိန်ဒီပွဲမှာရှုံနေတာတင်းမရှိမနဲ့ရှုံပွဲမရှိနှစ်တင်းတွေ့ရမယ်ဒီမှာပါတယ်လက်ရှိမှာတစ်ဖက်ကဒါ Bayern Munich တင်းကတော့ကျွန်တော်လက်ရှိပွဲတိုင်းနိုင်ထားခဲ့တာဖြစ်မဲ့ Chelsea ကတော့ဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၃ပွဲနိုင်ပြီးနှစ်ပွဲတည်ရေးဆွဲရလက်ကိုသွားခဲ့တယ်ပူပူလောတော့ Brentford ကိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာကျွန်တော်လက်ပြဘောကနေပြီးဆက်ခဲ့ရပြီးတော့ကျွန်တော်ဒါ Chelsea တင်းနဲ့နောက်အဲ့ပေါ့အမှတ်ရော့ခဲ့ တယ်ပဲတော့လက်ရှိမှာဒါကျွန်တော်သင်းလုံးရဲ့ဒန်ယာလူစင်းမှာကိုစီကိုစီဒန်ယာလူစင်းဆက်လက်ပြီးတွေ့နေရဆဲဖြစ်တယ်ဒါကျွန်တော်ကျွန်တော်တို့ဒါတစ်ဖက်ရဲ့ဒါဘိုင်မြူနစ်ရဲ့ဒါကျွန်တော်ဒန်ယာလူစင်းမှာမထူးဆန်းတော့တယ်ဒါဂွာရိုနဲ့ဒေးဗစ်တို့တင်အောင်ကိုတွေ့ရမယ်ဒါကျွန်တော်တို့မူဆီယဲလာကဒါဒန်ယာအကြီးစားရခဲ့ပြီးတော့ဒါနိုဝင်ဘာလကုန်ဒီဇင်ဘာလမှာပြန်လာမယ်လို့သိရတယ်မှာပါတယ်ချယ်ဆီကအဓိကနောက်တန်းတွေဆက်လက်ပြီးလွှဲချုံမှာဖြစ်ပြီးတော့လက်ရှိဒါကျွန်တော်တို့တီလောက်ကိုပြောရမယ်ဆိုတော့ကိုဝဲလာဗီယာပီဒီယာရှိုင်းကိုဆက်လက်ပြီးလွှဲချုံမှာတိုက်ဆက်ဘက်ကတော့လီယမ်ဒလော့ကတော့10ဘက်လောက်လွှဲချုံမှာဖြစ်ပြီးဒါကျွန်တော်တို့ဒီဇင်ဘာပထမဘက်လောက်မှာပြန်လာမယ်လို့သိရတယ်မှာပါအဲ့တော့ဒ ါကလက်ရှိမှာဒန်ယန်ကလူစည်းမဲ့ပေါ့နော်။အဲ့တော့လက်ရှိမှာ Chelsea ဘက်ကိုကျွန်တော်နည်းနည်းလေးပူပြီးစပြော။ Chelsea တင်းနဲ့ Brentford နဲ့ပွဲစဉ်မှာနောက်တန်းနေတအားပေါ်ဆလွန်ခဲ့တော့အတိုင်းသာတွေ့ခဲ့ရမယ်လို့မြင်တယ်။ဒါတချို့သော movement တွေကတစ်ဖက်ရဲ့ခံစစ်ကိုဒါတစ်ဖက်ရဲ့ attack ကိုတအားကြီး short တွက်ခေတဲ့ဥစားကိုဒါ Chelsea တင်းနဲ့ပေးဆက်ခဲ့ရတွေ့ရမယ်။ပြီးတော့အဓိကနောက်ဆုံး Ansu Mures ကနေအလွန်ကျွံ win back တွေကိုရှေ့တက်ခိုင်းခြင်းဆိုတော့အရန်ပေးဆက်ရတာဒီမှာပါတယ်။ဒါ Brentford တင်းနဲ့ twin သွားတဲ့ twin ကိုဒုတိယ twin ကိုမမြင်ပထမပိုင်း twin ကိုမှဒါကြည့်မယ်ဆိုရင် Chelsea တင်းရဲ့ win back တွေအလွန်ကျွံရှေ့တက်နေတာကိုဒါ Chelsea ဘက်ကဟုတ် ဘိုင်မြူနစ်ဘက်ကလို့ဆိုရယ်ဘရက်ဖူဘက်ကအခွင့်ကောင်းယူခဲ့ပြီးရှာဒီနေနဲ့တွင်းသွားခဲ့တယ်။ဒီနေ့မှာဒေးဗစ်ဆန်ချက်စ်ကျွန်တော်ဒါဒေးဗစ်ဆန်ချက်နေနဲ့ဆန်ချက်စ်ကဆန်ချက်ဖြစ်ပြီးတော့တစ်ဖက်ကမန်ယူရောနီယောကအခုလက်ရှိမှာတစ်ချိန်တုန်းကမန်ယူရောလက်ကြီးပြန်ပူးနေတယ်ဆိုပြီးအခုချိန်မှာတွေ့ရတယ်။နောက်ဆုံးဒါကျွန်တော်ဘိုင်မြူနစ်ကဂိုးမြူနေတာတွေ့ရပြီးနောက်ဆုံးပြန်ပွဲစုံမှာဒါကျွန်တော်တကယ်ကိုဒါကျွန်တော်တိုးတဲအားလုံးပေါင်းတပွဲပြန်များကျွန်တော်သုံးခုတွင်းထားခဲ့တယ်တွေ့ရအောင်။ဘိုဘူးလိုလိုမှာဆိုရင်ဘိုင်မြူနစ်က Hamburg FC ကိုဒါကျွန်တော်တို့ AM Hamburg SV ကိုဒါကျွန်တော်၅ခုတွင်းထားခဲ့ပြီးတော့ဒါကျွန်တော်တို့ Harry Kane တယောက်တည်းကျွန်တော်တို့ဂိုးတွေကိုလိမ့်ပိမ့်ပြီးတွေ့ င်ထားခဲ့တာတွေ့ရမှာအဲ့တော့လက်ရှိမှာခြေစွမ်းနေပြနေတဲ့ Harry Kane ကလက်ရှိမှာဒီနေ့ပွဲစဉ်မှာလည်းဆက်လက်ပြီးဘာတွေလုပ်ပြအောင်မကြည့်ရမယ်တဲ့မှာပါတယ်ဒါ Harry Kane ကတော့ကျွန်တော်တို့ဒါ Arsenal နဲ့မတူဘဲနဲ့ Chelsea နဲ့တွေ့ပြီဆိုရင်တော့ goal twin နည်းနည်းလေးခက်ခဲတဲ့တဲ့သူနဲ့ယူဆမယ်ဒါကျွန်တော်စပါးအသင်းတွေမှာဒါကျွန်တော် Harry Kane ကဒါကျွန်တော်တို့ London အသင်းတွေမှာ goal twin အများနဲ့မျိုးယူမယ် Chelsea နဲ့တွေ့ပြီဆိုရင် goal twin ရခက်ခဲတဲ့အနေထားကိုအများနဲ့ရင်ဆိုင်ရဖြစ်အဲ့တော့ combination တော့နောက်ဆုံးတော့ဒါကျွန်တော်သူလိုချင်တဲ့ lineup ပုံစံမျိုးကိုအပြည့်အဝတစ်ဖြည်းဖြည်းရလာပြီလို့ပြောလိုက်ဒါပေမဲ့လက်ရှိကျွန်တော် Arsenal အမြင်မှာဆိုရင်ဒါကျွန်တော်တို့ Bayern Munich ရဲ့ခံစစ်ကိုတော့ကျွန်တော်လုံးဝအားမရသေးဘူးအဓိက ပြောရမယ်ဆိုရင်ဥပါမီကာနိုပေါ့နော်ဥပါမီကာနိုအနေနဲ့အခုချိန်ထိဒါကျွန်တော်အနေနဲ့ personally ပြောရမယ်ဆိုရင်တော့ခံစစ်ပိုင်းကအမားတွေအရင်ကြီးများနေသေးတဲ့ခံစစ်မှုတယောက်တော့ကျွန်တော်တို့လုံးဝမြင်တယ်ဥပါမီကာနိုကိုကျွန်တော်အနေနဲ့မေးဖို့တော့ကျွန်တော်အမြင်နေတာမနစ်ကဒေါနာရောမှာပြောခဲ့တယ်လို့ပဲဒီနှစ်မှာကျွန်တော်အနေနဲ့ဥပါမီကာနိုကို a little bit နည်းနည်းလေး overrated ဖြစ်တဲ့ကစားသမားတယောက်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဘောနော်ကျွန်တော်ရဲ့ personal အမြင်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့လက်ရှိ ဘိုင်မီနီရဲ့တိုက်စစ်ပန်းကိုကျွန်တော်ကြိုက်တယ်ဒီနေ့မှာဒါကျွန်တော်တို့ company နေနဲ့ဒါ AM နေရာမှာထူးဆန်းစွာနဲ့ဒါ OLC နဲ့ Ganabri ကို switch ပုံစံမျိုးသုံးနေတာကိုတွေ့ရမယ်ဒါကျွန်တော် Ganabri နေနဲ့ link လို့ OLC ရဲ့တောင်ပံကိုဖြတ်မြန်သွားပြီး OLC ကဒါ link လို့ Ganabri ရဲ့နေရာကိုဝင်ဆော့နေတာကိုတွေ့ရမယ်ပြောကြတဲ့နှစ်ယောက်လုံးကလည်းဒါကျွန်တော် Ganabri ရော OLC ရော creative freedom အရင်ရှိရတဲ့ကြောင့်မဒါသူတို့ရဲ့ဒါ outlet တွေကအများကြီးတွေ့ရတယ်ဒါပေမဲ့ဒီကျွန်တော်တို့ဒါ Crystal Palace ကပြောင်းသွားခဲ့ပြီးနောက်ပိုင်း OLC နဲ့အသင်းရွေးတာတအားမှန်ကန်သွားခဲ့လောက်တော့ကျွန်တော်နေနေ major နဲ့ OLC ကတကယ်ကိုကောင်းတဲ့ကစားသမားဖြစ်တယ်အဲ့တော့ဒါ Luis Diaz Harry Kane, Ulysses, Gnabry ပြောချင်တာမထင်မဲ့ပဲနဲ့ Premier League ကျွန်တော်တို့ဒါကစားသမားတွေထပ်ပြီးတော့တွေ့နေရခဲ့တဲ့အနေထားမှာရှိရလို့ကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်တို့မြင်မိရတယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တစ်ဖက်က Chelsea အသင်းဘက်ကိုပြန်ကြည့်အောင် Chelsea အသင်းနဲ့ခုလက်ရှိမှာဒါ total အလုံးမ4231ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ထွက်လာပါမယ်ဒါပေမဲ့ Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့ full back တွေအလွန်ကြွန်တက်လို့မရဘူးဆိုတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်နေနေခုနကပြောသူပြတာ ဒါတဖက်ရဲ့ဒါ brand food ရဲ့ပုံစံမျိုးလိုပဲဒါကျွန်တော် rec chain ကုကူရဲလာနေအလွန်ကျွန်ရှစ်တက်သွားမယ်ဆိုရင်တော့ louis cs olic zero ရဲ့ထိုးဖောက်ခြင်းကိုအဓိကထမ်းပဲပိုဒီနေ့ပုံစံမှာ chelsea တင်းနဲ့ tight set by mu နေဘူးရေးကြည့်ဒီနေ့ပုံစံမှာကျွန်တော်ရဲ့ pass နေပြီမှာဆို gitin ဆိုရတဲ့ alahandu gana ချူကိုပို့ပြီးထည့်ခြင်းတယ်ပြောချင်တာဗျ straight forward ဝုံနိုင်ဝုံနိုင်ကျင်းနိုင်မယ်တောင်းမယ်ကစားသမားလုပ်တယ်ကိုယ်ပေါ်မှာဒီနေ့ပုံစံမှာအဓိကဒါကျွန်တော်လုံးဝကို performance ပြရမယ်ပုံစံဒီပုံစံကျွန်တော်အနေနဲ့ပုံကူရေး100%မြင်တယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်အနေနဲ့ဘာကြောင့်ဒီနေ့ပုံစံမှာ chelsea မှာ chance ရှိတယ်ကျွန်တော်ပြောချင်တယ် chelsea ကသူများနေတယ်မ ူပြဒါကျွန်တော်တို့အိမ်ကျဲတာမဟုတ်ပဲအဝေးကျဲလို့ပြောလို့ရတယ်ချက်စီစင်းနဲ့ကလပ်ဘောကတ်မှာဒါကျွန်တော်လုံးဝမထင်ထားခဲ့တဲ့ဥစ္စာတွေဆက်လက်ပြီးလုပ်ပြခဲ့တယ်အန်ဆိုမိုရက်စ်ကလည်းသူ့ကိုမတိတဲ့လူတွေကိုသူ့နဲ့အကောင်းကောင်းကြီးဒုက္ခပေးနိုင်လို့ဆက်လက်ပြီးပြသစေဖြစ်တယ်အဲ့တော့ conferably မှာလည်းဒါ comfortably AC နိုင်တယ် ကလဘောကမှာလည်းချက်စီးတင်အကောင်းဆုံးလို့ပြခဲ့အဲ့တော့ချက်စီးတင်နဲ့ဒါကျွန်တော်အင်ဂျယ်ဆိုတဲ့ဒါဝေါ်ဟာရမို့အဝေးဂျယ်ဆိုတဲ့ဥစ္စာမျိုးဒီနေ့ပွဲစမှာဆက်လက်ပြီးထိမ့်မှုလို့လေဒါပေမဲ့ဒီနေ့ပွဲစမှာကျွန်တော်အနေနဲ့ဒီနေ့နည်းနည်းပြောင်းလဲမှုတွေကိုကျွန်တော်က as a worst ကပြုလုပ်ခြင်းတိုက်စစ်ပိုင်းပေါ့နော်ဥပမာဒါကျွန်တော်တို့လက်ရှိဒါကျွန်တော် Brentford နဲ့ပွဲစမှာလိုအပ်ချက်တွေရှိခဲ့တာဆက်လက်ပြီးတွေ့ရမယ်ဒါတွေကိုဘယ်လိုပြောင်းလဲမယ်ပြီးတော့ဒါပေမဲ့ချက်စီးတင်နဲ့ဒီနေ့ပွဲစမှာကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါကကွင်းလယ်ပိုင်းမှာနှစ်ကောင်လုံးဒါကျွန်တော်တွေ့ရမယ် Leon Goddess ကနဲ့ Kimmich အတွဲဒါကျွန်တော် Enzo Fernandez Enzo Fernandez နဲ့ Kai Sidu ရဲ့အတွဲကတကယ်ကိုထင် င်နာတဲ့ပို့ပြီးတော့မြူးမဲ့ဒါကျွန်တော်တိုက်ပွဲတစ်ခုလို့မြင်တယ်ဒါပေမဲ့လက်ရှိကျွန်တော်မြင်ရပါမှာဆိုနှစ်ယောက်လုံးရဲ့အားနည်းချက်ကတော့ကိုစီကိုစီခံစစ်လို့ပဲမြင်တယ်ဘာဖြစ်နေတဲ့လဲဒါကျွန်တော်တချို့ movement တွေမှာ clean sheet ရထားခဲ့မဲ့ဒါဂိုးတွေပြန်ပေးထားခဲ့တဲ့ခိုက်တန်တွေလည်းအများကြီးရှိတယ် oxbet ကိုနှစ်ဂိုးပြန်ပေးထားရတယ်ကျွန်တော် west badan ဆိုတဲ့အသင်းကိုနှစ်ဂိုးပြန်တည်ထားတယ်အဲ့တော့ပြောချင်တာက bayern munich ရဲ့ခံစစ်ကြီးကလည်းအဲ့လောက်ကြီးကောင်းနေတော့မဟုတ်ဒါပေမဲ့လက်ရှိမှာတူတူနေတာ make shift center back တွေ make shift full back တွေကိုတွေ့ရတယ်မှာပါအခုလက်ရှိလိုက်မှာ standy sit နေတာ line မှာ line မှာဆိုတာမနေ့ပြော defensive midfield ဒီညမှာဒါကျွန်တော် right back မရှိကျွန်တော်သူ့အနေနဲ့ထက်ထက်ပြီးသုံးနေ ေရာတော့တွေ့ရမယ်တဲ့မှာပါတယ်မြေတို့ပဲဆိုစကြမှာဒီနေ့ပုံစံမှာဒါကျွန်တော်အနေနဲ့ပြောမှာ Chelsea တင်းနဲ့နိုင်ဖို့အတွက် percentage ရှိတယ်တချို့ကအားကြောင့်မှာဒီနေ့ပုံစံ Bayern Munich ကတာမှာဘာဖြစ်တယ်ကျွန်တော်ပြောကျွန်တော်အမြဲတမ်းပြောနေကြရှိတယ်ကျွန်တော်အခုချိန်မှာဒါအယုံကြည်ဆုံးချက်ကပါတယ်ကွင်းနဲ့မုံငင်ခင်ဗျားအနေနဲ့ဖိုးဘက်တင်းကဘယ်လောက်ပဲတစ်ဖက်ဆောင်းနေမှာဖြစ်ဖြစ်50 50နဲ့အကုန်လုံးကွင်းနဲ့ဝင်လာတာ ရှင်းရှင်းလေးဒါအခုလက်ရှိဒါအိုက်ဇမ်ပြောအောင်မနေ့အကြောင်းကျွန်တော်ကမတီးဘောတရားတော်စမှာဒီနေ့ပေါ့နော်ဒီနေ့ပွဲစဉ်မှာဒါဘန်ဖီကာနဲ့ကာရာဘတ်နဲ့ပွဲစဉ်မှာကာရာဘတ်အနေနဲ့ဘန်ဖီကာရဲ့အိမ်ကမှာ3ဂိုး2ဂိုးဆိုတော့ရလနိုင်သွားခဲ့တယ်ကာရာဘတ်လို့အသိပြောဘန်ဖီကာကိုနိုင်မဲ့ဘဲကောင်ထဲမှာလဲအများနဲ့လောကကြီးခုနကပြောသူပဲဘောလုံးမတန်သေးခင်ဒါကျွန်တော်ကွင်းထဲရောက်ရင်50 50ပဲဒီတိုင်းပဲ PSG အသင်းနဲ့ဒါကျွန်တော်တို့အဲချက်ဆီနဲ့တွေ့ရင်ဟာချက်ဆီကို PSG ကဂိုးပြည့်ချိန်တော့ကျွန်တော်အဲ့ပွဲစဉ်မှာတော့ပြောခဲ့တယ်ကွင်းထဲမဝင်ခင်မှာအကုန်လုံးက50 50ပဲ Chelsea လည်းမတားဘူး PSG လည်းမတားဒီတိုင်းပဲ Bayern Munich အင်ဝင်းဆိုရယ်အင်ဝင်းပဲရှင်အင်ဝင်းပြိတက်တွေဝင်းကိုင်းနဲ့ဆင်းကန်နေတာမဟုတ်လားတကယ်နဲ့ကန်တဲ့ကောင်အကုန်လုံးပြောရယ်တမင်းတမင်းသုံးနဲ့နဲ့စားရဲကောင်ပြီး6တော့ပါတဲ့ကောင်နေပြီဟုတ်တယ်မှာကျွန်တော်ပြောရယ်အကုန်လုံးအဲ့တော့50 50နဲ့ကိုင်းနဲ့ဝင်လာမယ်ဒါတွေအကုန်လုံးကိုချိမ့်ပိုင်ခွင့်ကစားသမားကိုဒီကိုဒီမှာရှိတယ်ဒါတော့ကျွန်တော်ယုံကြည်ဆုံးချက်ပဲခမောင်းနေတာကျွန်တော်ခမောင်းတူချင်မတူမဒါကျွန်တော်ရဲ့အယုံကြည်ဆုံးယုံကြည်တဲ့တစ်ချက်အဲ့တော့ Chelsea အသင်းမှာဒီနေ့ပွဲစမှာနိုင်ဖို့တော့90%ခန့်ရှိပြီးသားတယ် ဒါပဲကျွန်တော်တို့ရှင်းအဲ့တော့ဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆက်ပေါင်းကူညီလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှာများများနိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတော့ပါနဲ့။ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစို့။စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုးတော့ပါနဲ့။ကျွန်တော်တို့အသုံးပြုပါဗျ။အားလုံးပဲနောက်မှပဲကြိုးကြရတာပေါ့။ Devo ဗျ။